အရန်ရွေးချယ်တဲ့အဖြစ်တခုထွက်လာတယ်။အဲ့ဒါဘာလဲဆိုတော့အခုလက်ရှိလုပ်နေတဲ့တော်လန်ရေးအလုပ်တွေအခုလက်ရှိ influence ဖြစ်အောင်ဖြစ် influence ဖြစ်နေစေနော်အဲ့ဒီ influence ကိုလက်ရှိမှာ share လိုက်လို့ရှိရင်ဆိုလိုချင်တဲ့သဘောကဒီတော်လန်ရေးနဲ့ပတ်သက်တဲ့အလုပ်တွေ propaganda ကို fan raising ကိုဘာတခုမှဆက်မလုပ်တော့ရင်အမှတ်ခံတဲ့6လအတွင်းမှာအဲ့တိုက်ခိုက်တဲ့တိုက်ခိုက်နေတဲ့သူတွေလုံးဝပျောက်သွားစေရမယ်။မိတ်ဆွေများအားလုံးပဲမိလာပါအခုခေါမှာတော့ကျွန်တော်တို့အပြန်မှ parcel ရဲ့တော်လန်ရေးလေးနှစ်တည်းကြာပြီ နှုတ်ထွက်တဲ့လူတွေကလည်းနှုတ်ထွက်သွားကြပြီ။သူပဲကျန်တော့တာပေါ့နော်။ဒါပေမဲ့ဆိုလဲသူတယောက်ပဲကျန်တော့တယ်။သူမရှိရင်တော်လှန်ရေးကြီးကထောက်လာတွင်းပြီးဆုံးသွားမယ်ပြောက်ကွယ်သွားမယ်လို့ဗဇင်လူကပြောပါတယ်ကျွန်တော်နားထောင်ကြည့်အောင်ခင်ဗျ။ရင်းကြီးတိုက်ခိုက်မှုတွေအကြောင်းပေါ့နော်။နိုင်ငံရေးရတိုက်ခိုက်မှုတွေကျွန်တော်တို့အခုဒီ၄နှစ်၄နှစ်တာကာလမှာပေါ့နော်။၄နှစ်တာကာလမှာအာ Facebook ပေါ်မှာလ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 ာနဲ့ကြံနေတာကိုပဲရှိတော့ရတယ်ထင်တယ်။ကိုပဲရှိတော့ရတယ်ထင်တယ်။အဲ့တော့ အဲ့တော့ဒီတော်လိုင်းဒီပေါ့နော်တော်လိုင်းကြီးကိုရှင်းမြောက်စီခြင်းနဲ့ပျက်စီးစီခြင်းတဲ့အဲဟိုဘက်ကတပ်ပါတီအပေါင်းသူတော်မကောင်းလို့ရဲ့ target ဒီအမေရိကန်တော့ကျမဟာတော်လိုင်းကြီးမှာအထူးအထူးအရေးပါနေတဲ့သူမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျမဒီလေအများသူငါအတိုင်းပေါ့နော်အများသူငါအတိုင်းပဲတော်လိုင်းကြီးမှာကိုနိုင်ရနေရာကပေါဝင်နေတဲ့သူဖြစ်တယ်နော်အဲဒါပေမဲ့ကျမတို့ရဲ့ social media ပေါ်မှာလူတီများတာရေပြီးတော့ကျမ fan raising လုပ်ငန်းတွေပေါ့နော်ကျမရဲ့ fan raising လုပ်ငန်းတွေအောင်မြင်တဲ့အပေါ်မှာရေသူတို့တွေအားလုံးရဲ့ target က ကျမဖြစ်သွားတယ်နော်အဲကျမဖြစ်သွားတော့အဓိကကျမစိတ်နှောက်ယှက်ဖြစ်ရင်ပြီးရောဒေါသထွက်နေရင်ပြီးရောအာမျိုးစုံပေါ့နော်အမျိုးစုံနေရာကလေးပတ်မှုရနော်အဲ့တော့ကျမလည်းတာမန်လူပါအာသူတို့ပြောနေသလို NUG တွေလည်းပန်ဆယ်လို့စစ်တပ်တွေလည်းပန်ဆယ်လို့အာနာတင်းနာလည်းပန်ဆယ်လို့တကယ်ပြင်ပမှာအဲ့လိုမျိုးမှမဟုတ်တာနော်ဒါကသူတို့ချက်မပြီလို့ပြောနေစကားတွေဆိုတော့ကကျမတာမန်လူဖြစ်တဲ့အတွက်တာမန်လူပဲဒေါသခိုးတာတော့ဝန်ခံလိုက်ကွာ တောက်ထွက်เสียရှိတာထွက်တယ်နော်စိတ်နှောက်ရှက်ဖြစ်တာမျိုးလည်းဖြစ်တယ်နော်တိုးတော်ညာလေကျမဒီလေကျမရဲ့အသက်အရွယ်ကျမနိုင်ရာနေရာကလေကျမတောင့်ခံပြီးတော့ကျမလုပ်เสียရှိတဲ့အလုပ်တွေကိုဆက်လုပ်နေတယ်နော် negligence လုပ်တဲ့အရာကိုလုပ်တယ်ဖြည့်ရှင်းတဲ့အရာကိုဖြည့်ရှင်းတယ်ရင်ဆိုင်တဲ့အရာကိုရင်ဆိုင်တယ်ကိုကိုကိုတန်းနေချန်ချထားတာတခုတည်းငါတို့အဆုံးထိသွားမယ်လို့ပြောခဲ့ကြတဲ့စကားကိုငါပြောခဲ့တဲ့စကားကိုငါတာဝန်ယူတယ် နော်ငါပြောခဲ့တဲ့စကားတိုင်းငါတီအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ကျမတို့ကဘသူ့ကိုမှဂရိပီးထားတာမဟုတ်ဘူးဘသူ့ကိုမှကျမတို့ကဒီတော်လေးဆုံးတဲ့အထိအလုပ်ကိုလုပ်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးကျမတို့ဘသူ့စီကိုမှလက်မှတ်ထိုးထားတာမရှိဘူးနော်ကျမတို့ကိုကိုကိုဂရိပီးထားတာကိုကိုကိုဂရိပီးထားတဲ့စကားကို ဒီလေးနှစ်နေပါကြာလာတဲ့ချိန်မှာမတည်နိုင်ကြတော့တဲ့သူတွေအချောင်းမျိုးမျိုးချောင်းပေါ့နော်မတည်နိုင်ကြတော့သူတွေအသူတို့ပြစ်လည်းမဟုတ်ပါဘူးလူတွေမှာတောင်းတောင်းခံနိုင်ရွှဲမတူဘူးတောင်းခံနိုင်ရွှဲမတူဘူးကျမတို့နားလေတယ်ဒါပေမဲ့ကျမကတော့ကျမကိုကျမကိုကျမပေးထားတဲ့ဂတိကိုဘာတွေကြုံကြုံနော်တည်အောင်ကြိုးစားနေတယ်အေးလေးနေရပတ်စံလေးရနေတော့ဟိုခိုးလို့ရနေတော့ညအစ်စေးပေါ့တည်အောင်လည်းကြိုးစားနေတယ်ရအောင်လည်းဆက်လုပ်နေတယ်ဘလို့အတိုက်ခိုက်တယ်နော်ဘလို့အတိုက်ခိုက်တယ်ဘလို့အောက်တန်းချမှုတွေမျိုးနဲ့ ကြုံကြုံကျမကတော့ပြောစရာရှိရပြောတယ်။ neglect လုပ်တင်တာလုပ်တယ်။ဥပိ္ပခပြုတင်တာပြုတယ်။နော်။ဖြည့်ရှင်းစရာရှိရင်ဖြည့်ရှင်းတယ်။ရင်ဆိုင်စရာရှိရင်ရင်ဆိုင်တယ်။စိန်ခေါ်စရာရှိရင်စိန်ခေါ်တယ်။နော်။ဒါပေမဲ့ကျမလုပ်နေတဲ့အလုပ်တွေကိုအရှိန်အဟုန်ပြတ်မသွားအောင်နော်။တို့တွေရဲ့ခြေထိုးခံမှုတွေကြောင့်ရင်းရိုင်မသွားအောင်ကျမနေ့စဉ်နေ့တိုင်းမှာတော်လန်ရည်ဒီကိုယ့်ရဲ့နေ့စဉ်ဘဝတွေကအရာတစ်ခုအနေနဲ့ ကျမနေတိုင်းရှေ့ဆက်နေတယ်နော် online ပေါ်မှာစောက်ကြီးစောက်ကျဲပြောတဲ့နေ့တွေရှိတယ်စောက်ကြီးစောက်ကျဲတွေမပြောတဲ့နေ့တွေရှိတယ်ပုံမှန်လေးပဲဘလို့နေ့မှာပဲဖြစ်ဖြစ်ဗဇက်ကထုတ်ပြောသည်ဖြစ်စီမထုတ်ပြောသည်ဖြစ်စီကျမကတော့ခိုးတာပါပဲကိုယ့်ရဲ့အလုပ်ကို consistent ဖြစ်ဖြစ်နော်ကျမဆောင်ရွက်လို့ရအောင်နေ့စဉ်နေ့တိုင်းမှာစူးစမ်းနေကျွန်တော်လည်းရကျမတို့ရဲ့နေ့တိုင်းနေ့တတူကနော်နေ့စဉ်ဘဝတွေကနော်ဖြတ်သန်းမှုတစ်မျိုးဖြစ်တယ်ကျမတို့ကအိတ်စိတ်နေပဲသွားနေတယ် နော်အဲ့တော့ဆိုတော့ကဒီနေ့ live မှာပြောချင်တာလေးကတော့တခြားမဟုတ်ပါဘူးအားလုံးလည်းမြင်ချမှာပါနော်တိုက်ခိုက်မှုတွေတိုက်ခိုက်မှုတွေတိုက်ခိုက်မှုတွေဆိုတာအေးပေါ့ကျွန်မခုနကပြောသလိုပေါ့ကျွန်မကတော်လိုင်းကြီးမှာဘာမှအဲတခြားလူတွေထပ်ပေါ့နော်အထူးထွေပြီးတော့အရာရောက်နေတဲ့သူမဟုတ်ဘူးနော်ဒါမဲ့သူတို့အဲ့လိုထင်ကြတယ်ကျွန်မကိုတွန်းကျွန်မကိုဖြိုသွင်းနိုင်လိုက်လို့ရှင်ရင်ဒီတော်လိုင်းကြီးကိုဖျက်အဖျက်လို့ဖျက်စီသူတို့ရဲ့ရည်ရွယ်ချက်အောင်မြင်တယ်လို့ယူဆကြတယ်အဲ့တော့သူတို့ရဲ့ target ကကျွန်မပဲ online ပေါ်မှာလာလာလာနဲ့ ကြံနေတော့တာကျမပဲရှိတော့တယ်ထင်ပါတယ်နော်အဲ့တော့တိုက်ခတ်လို့ကလည်းကောင်းနေတယ်နော်အာဒီမိန်းမအတက်ရွယ်ဒီတက်ရွယ်နဲ့ဒီလိုမိန်းမတော်လည်းရေးမှာစောက်ကြီးစောက်ကြဲပြောပြီးအဲစောက်ကြီးစောက်ကြဲရင်လည်းမတရားပြောတတ်တဲ့မိန်းမစောက်လုပ်တွေလည်းအများကြီးလုပ်တဲ့မိန်းမနော်ပြီးတော့လူတို့ယုံကြည်မှုကိုလည်းရထားတဲ့မိန်းမနော်အဲ့တော့ခိုးတော်လေးလည်းထည့်ပြောပါဦးပြီးတော့လေနန်းလေးမစောက်ချိုးမပြေတဲ့မိန်းမအာနန်းလေးမဘယ်လိုခေါ်မလဲအကျော်အစောင်းရအကျော်တင်းတဲ့ခေါင်းမပေါ့ကွာ အဲ့ခါကျတော့တိုက်ခိုက်စရာအကြောင်းရင်းတွေရတယ်သူတို့စီမှာအများကြီးရှိနေရပေါ့အဲ့တော့ပုံစံဘောင်းစုံမိမျိုးစုံလူဘောင်းစုံနော်ပန်ဆယ်လိုဟာတယောက်ထဲနော်တိုက်ခိုက်တဲ့သူတွေကကြည့်ကြည့်လိုက်အများကြီးပဲအဲ့တော့ကျမတို့ဒီလူမှုကွန်ရက်ပေါ်မှာပေါ့နော်ဟိုမှာဆိုရှယ်မီဒီယာရဲ့ algorithm ရလေကျမတို့လူတိုင်းကနေ့စဉ်နေ့တိုင်းမှာကြည့်နိုင်ထိုင်ကြည့်နေနိုင်ချိန်မှာကြည့်နေနိုင်မှာအဲ့တော့ပြောနေတဲ့အရာတွေကျမရင်းနေတဲ့အရာတွေကျမဖြစ်နေတဲ့အဖြစ်အပျက်တွေနေ့စဉ်နေ့တိုင်းမှာသူတို့သိနေရင်လည်းသိနေမယ်သိနေချင်မှလည်းသိနေမယ် ဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အာနီးနေရာဘောင်းဆောင်ကလူဘောင်းဆောင်ရဲ့တိုက်ခိုက်မှုတွေအဲ့လိုဘယ်လိုကမတိုက်ခိုက်တဲ့ဇကားတွေအောက်တန်းကျတဲ့ဇကားတွေလူတွေကခဏခဏကြားလာရတဲ့အခါမှာအာအမှန်လားလို့ထင်လာမယ်သူတို့ရှိရဲ့ဇကားလည်းဒါပဲတည်မလားသူတို့ပြောတဲ့ဇကားတွေကိုသူတို့ကိုယ်တိုင်အောင်ယုံမှာမဟုတ်ဘူးသို့တော့ညာလေဘသူယုံယုံအခုသူတို့ပြောလိုက်တဲ့ဟာကိုနားထောင်လိုက်တဲ့သူတရားရှိရဲ့ဆိုသူတရားမှတယောက်ပဲယုံသွားယုံသွားဆိုတဲ့စိတ်နဲ့သူတို့တိုက်ခိုက်နေတာအဲ့တော့ဒီလိုတိုက်ခိုက်တွေကိုပြပြောက်သွားအောင်ပန်စယ်လို့ဘာလို့တင့်တယ်လဲလို့ကိုကိုကိုမေးတယ် မီးတော့အရန်ယူရှင်းတဲ့အဖြစ်တခုထွက်လာတယ်။အရန်ယူရှင်းတဲ့အဖြစ်တခုထွက်လာတယ်။အဲ့ဒါဘာလဲဆိုတော့အခုလက်ရှိလုပ်နေတဲ့တော်လိုင်းရေးအလုပ်တည်အခုလက်ရှိ influence ဖြစ်အောင်ဖြစ် influence ဖြစ်နေစေနော်အဲ့ဒီ influence ကိုလက်ရှိမှာရှက်လိုက်လို့ရှင်ဆိုလိုချင်တဲ့သဘောကဒီတော်လိုင်းရေးနဲ့ပတ်သက်တဲ့အလုပ်တည် propaganda ကို fan raising ကိုဘာတစ်ခုမှဆက်မလုပ်တော့ရင်အမခံတဲ့6လအတွင်းမှာအဲ့တိုက်ခိုက်တဲ့တိုက်ခိုက်နေတဲ့သူတွေလုံးဝပျောက်သွားစေရမယ်နော်โอเคသူတို့ဖြစ်စေချင်တာအဲ့ဒါ ကျမအဲ့လိုမျိုးဖြစ်အောင်သူတို့ဖြစ်စီခြင်းတလို့လုံမလားမလုံနိုင်ကျမကလည်းပြောပြီးသွားပြီဒါကကျမတို့ဘသူ့ကိုမပေးထားတဲ့ဂတိမဟုတ်ဘူးကိုကိုကိုပေးထားတဲ့ဂတိဖြစ်တယ်နော်ဘသူတွေဘာပြောနေနေကိုကိုကိုလေးစားစိတ်ရှိနေတဲ့ွေနော်ကျမကဘသူမှဖြိုလိုက်လို့မရအောင်အိမ်ဒါပေမဲ့ကိုပြောထားတဲ့စကားတော့ကိုမတည်နိုင်တဲ့လူအဖြစ်နဲ့ကိုကိုကိုလေးစားမှုမရှိတော့တဲ့အချိန်ကြာလို့ရှိရင်ဘသူမှဖြိုစရာမတော့ကျမပြောလဲတော့မှာပဲအဲ့တော့ကျမတို့ကျမသူတို့ဖြစ်စီခြင်းတဲ့အတိုင်းကျမကဖြစ်အောင်ဘလို့မပေးနိုင်ဘူးနော် အဲ့တော့ကျွန်မဘာဘာလုပ်မလဲကျွန်မဆက်သွားမယ်နော်ပုံမှန်တိုင်းလုပ်နေချာလုပ်တယ်လုပ်တယ်ဘသူတွေဘာပြောနေနေဘသူတိုက်ခိုက်နေနေနော်အဲ့ဒီအဲ့ဒီအောက်တန်းစားတတိုက်ရဲ့နော်အာ online ပေါ်ကသူတို့ပြောတဲ့စကားတော့သူတို့မယုံနိုင်တဲ့စကားမျိုးတွေကိုနားယောင်ပြီးတော့ဟဲ့နင်ဒီလိုလားအနေအောင်ဘယ်သူကဘာလုပ်လိုက်ပြီလေဘာညာဘယ်လိုလာပြောနေလဲကျမတို့ကျမလုံနေကြတိုင်းလုပ်တူဆက်သွားနေမယ်လုံနေကြတိုင်းပဲဆက်ခိုးမှာပေါ့နော်အမေရိကန်ကိုရောက်ခရတဲ့ကနော်အမှန်တမ်းဂျီနီယားလီပြီးဖွင့်ပြောမယ်ဝင်ခံမယ်ဘာလဲဆိုတော့ အရန်လမ်းပြောက်တဲ့အချိန်ကာလတခုကိုကြုံတွေ့ခဲ့ရဘူးလေနော်ကြုံတွေ့ခဲ့ရဘူးလေအဲ့ဒါဘာလဲဆိုတော့ US ကိုရောက်လာတဲ့အချိန်မှာကျွန်တော်ကိုကိုကိုဒီကိုရောက်လာမယ်မှန်းလည်းမသိနော်မနက်ဖြန်လေရင်လက်မှတ်လေရင်ထွက်မယ်ဆိုလို့ရှင်ဒီနေ့မှလေရင်လက်မှတ်ရတာသွားမယ်မသွားဘူးအိမ်နေညာတညလုံးမှာနော်လမ်းပြောက်ခဲ့တယ်သွားမယ်မသွားဘူးစဉ်းစားတာငါသွားရမှာလားမသွားရအောင်လားမသွားဘူးဆိုလို့ရှိရင်ငါမြန်မာပြည်ပြန်ပို့မယ်နော်လေရင်သမက်ကလည်းထွက်နေပြီကဲအဲ့မှာဘာဆက်လို့ရမလဲဆိုတော့မနေ့ပြန်သွားရတော့မယ်ဒီနေ့မှတိရတာနော်ရွေးချယ်ချင်မှရှိတော့ တော့ရောက်လာတယ်ရောက်လာတဲ့အချိန်မှာလေဘာထပ်ဖြစ်လဲဆိုဘာလို့ကြောက်မှမလဲမသိဘူးအဲ့တော့ဒီနိုင်ငံကြီးပြီးငါဘာလို့ဆက်လုပ်ရမှာလဲဒီတော်လိုင်းကြီးတော့ငါဘယ်လိုလီဆက်လုပ်ရမှာလဲဘာမှမသိတော့ဘူးလေ US က US ကနိုင်ငံကြီးသမားတွေရဲ့တင်ကြိုင်ပဲညီမအစ်စကားကြီးလည်းအများကြီးကြားဘူးလေလက်ရှိရှိမှာလည်းအဲ့လိုတော်လိုင်းနိုင်ငံကြီးတင်ကြိုင်အောင်ရောက်သွားကြတဲ့နိုင်ငံကြီးသမားတွေလည်းအများကြီးမြင်ဘူးလေအဲ့ဒါလေအရန်လမ်းပြောက်ခဲ့တာအဲ့ဒါ US ရောက်ခါစားမှာပေါ့နော်ငါဘာလုပ်ရမလဲငါပြပခါပြီးတော့တော်လိုင်းကြီးကိုထိထိရောက်ရောက်လုပေးနိုင်တဲ့အလုပ်ဘာရှိမလဲနော်ငါရဲ့ influence ဖြစ်မှုနဲ့ ငါလုံနိုင်တာပါရှိမယ်အဲ့ချိန်တုန်းကဆိုတာကျွန်တော်တို့ fan reason တွေလည်းမရှိသေးဘူးเนาะအဲ့ချိန်မှာဟာဒီ propaganda နဲ့ပတ်သက်ပြီးတော့ပြည်သူတွေ keep in touch ဖြစ်နေအောင်เนาะငါတို့ရဲ့ influence ဖြစ်မှုသုံးမယ် okay တဖြည်းဖြည်းကြာလာတဲ့ချိန်မှာလက်နက်ကင်ဒေါ်လာကြီးအဖြစ်အသွင်ကူးပြောင်းလာတဲ့ချိန်မှာမြောက်နိုင်ကိုထိုင်ဆဲနေလို့လည်းမြောက်နိုင်ကပြုတ်ကျတော့မှာမဟုတ်ဘူးเนาะအဲ့တော့ငါရဲ့ influence ဖြစ်မှုနဲ့ငါဘာဆက်လုပ်လို့ရမလဲဆိုတဲ့ချိန်မှာငါလုပ်လို့ရတဲ့အလုပ်ကပြပားကနေပြီးတော့လှုံ့ဆော်ရေးလုပ်ပြီးတော့เนาะငါ ငါ follower များတယ်ပေါ့ကွာဆိုလို့ကျွန်တော်တက်တယ်ပဲပြောရမယ်ဆိုရခြင်းငါ post တွေမြင်တဲ့သူများတယ်အဲ့ခါကျလို့ရှိရင်ပြီးတော့ငါပုံမှာယုံကြည်တဲ့သူတွေများတယ်အဲ့ influence ဖြစ်မှုကိုတုံးပြီးတော့ငါ fan reason လုပ်ပြီးတော့ရမုံတွေရှာပြီးပို့မယ်ဆိုလို့ရှိရင်ဒီလက်နက်ကင်တော်ရင်ကြီးကိုကောင်းကောင်းထောက်ပံ့နိုင်မယ်เนาะငါလည်းပတ်စံပြရမယ်ငါလည်းပတ်စံခိုးလို့ရမယ်လည်းထည့်ပြောเนาะငါလည်းအဆင်ပြေเนาะညီငယ်တို့ရဲ့စောက်ကြော်လန်ရေးကိုလည်းဒါထောက်ပံ့ပေးလို့ရတယ်အဲ့တော်လန်ရေးကိုအလှူခံလို့ရတဲ့ငွေတွေကငါတော့လောက်ဂျူတယ်ဆိုတာလေးလည်းထည့်ပြောဦး အဲ့ဒီရွေရချက်နဲ့ကျွန်မ US ကိုရောက်တဲ့အချိန်เนาะကျွန်မလမ်းပြောင်းနေစေကာလတခုပြီးသွားတဲ့အချိန်အားစပြီးဒီနေ့ဒီအချိန်ဒီဒီဇိုင်းမမှတ်၄နှစ်နီးပါကျွန်မလုပ်လာခဲ့တယ်เนาะလုပ်လာတဲ့ဒီစကားတွေထပ်ပြောရမှာပဲ I'm so proudly အဲ့ပုံမှာเนาะဘာဖြစ်လို့လဲဆိုတော့ပင်မခံခဲ့တယ်ပင်မခံခဲ့တယ်စ조사ခဲ့တယ်เนาะတကယ်လည်းဖြစ်လာခဲ့တယ်ကျွန်မကျွန်မရဲ့ကျွန်မရဲ့လုံဆောင်နိုင်စွမ်းနဲ့เนาะ American dollar 10000ကျော်ဒီဒေါ်လာကြီးကိုထောက်ပံ့နိုင်ခဲ့တယ်ထောက်ပို့နိုင်ခဲ့တယ် နော်အဲ့အတွက်ဒါဒီပန်စယ်လုပ်ခဲ့တဲ့လုပ်တွေကဒေါ်လာရေးမှာဘာမှစောက်ကျိုးမရှိပါဘူးလို့ဘယ်သူမှငြင်းလို့မရတဲ့ကိစ္စအဲ့အတွက်ကျွန်မအရင်ကအခုယူတယ်နော်အဲ့တော့အဲ့စကားကိုကျွန်မအမြဲတမ်းပြောနေမှာပဲနော်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျွန်မအဲ့စကားကိုအမြဲတမ်းပြောနေမှာဘာလို့လဲဆိုတော့ကျွန်မစူးစမ်းခဲ့တာကျွန်မပင်ပန်းခံခဲ့တာဒီကျွန်မကိုယ်တိုင်အသိဆုံးဖြစ်တဲ့အတွက်အဲ့ဒါဒီဘယ်သူမှဖြုတ်ဖြတ်လို့မရတော့နော်ဖြစ်တည်မှုပဲပြောရမယ်ဆိုစောက်ကြီးစောက်ကျယ်ပြောရမယ်ဆိုဘယ်ဘယ်သူမှဖြောက်ဖြတ်လို့မရတော့ဒီတော်လန်ရေးမှာပန်စယ်လိုရဲ့တမိုင်းနေနော်အဲ့တော့ ကျွန်မဒါကိုအမြဲတမ်းခုံယူနေမှာအမြဲတမ်းပြောနေမှာနှစ်ကြောင်လူလမ်းသိတယ်တကူမှာနော်လူလမ်းသိလူလမ်းသိတယ်နှစ်ကိုတတ်ခတ်နေတဲ့လူတွေကညို့ဒီနော်အရင်ကညို့နဲ့ဘတ်တူတဲ့လူတွေပဲနော်ဒီဟာကိုတယောက်နဲ့တတ်ခတ်တာမဟုတ်ဘူးနှစ်ကိုတတ်ခတ်တာအားလုံးနှိပါတတ်ခတ်တယ်အဲ့ဒီလူတွေကဒါကတုံတန်ယုံမဟုတ်ဘဲနဲ့တော့သူတို့လည်းမတိုက်ခိုက်ရှင်းရှင်းလေးပေါ့နော်နော်ဒီခုလေးစိုင်းနေပါလေဖွင့်နေရဆိုတာလေအဲ့ဒီဒီနီကိုရီးယားလေးပတ်စံနေရဖွင့်တာပဲညမှာဘာဆောက်စံမှာပါလာမှာမဟုတ်ဘူးဟိုမှာ နှုတ်ကတော့လည်းပြင်အောင်မို့ဒီနေအဲ့ဒီဆိုရှယ်မီဒီယာမှာနော်အထူးကခွက်ခေါက်စားပြီးမှနေဒီလိုအဆက်မျိုးရောက်လာတာနော်နေကတော့ဆက်လုပ်နေဦးမှာပေါ့ဘာလို့ပတ်စံရရတာကိုဒီဇိုင်းမလုပ်နိုင်မှာပေါ့ဥမာဒီဇိုင်းမလုပ်နိုင်တဲ့နှုတ်လိုတခိုးခွက်ရကောင်တွေကဟိုလိုကလည်းမများအဲ့နှစ်လိုမျိုးပရိပလာလည်းမပြောတတ်ဆိုတော့သူတော့ပဲရမလဲသူတော့ပဲဆက်လုပ်နိုင်မလဲနေကြတော့အစ်စီပဲလေဒီဟာကိုနေငွေငွေတွင်းဖြစ်တယ်ဒီတော်လိုင်းကြီးကနေငွေတွင်းဖြစ်တယ်နော်နေငွေတွင်းဖြစ်တော့ဓာကြီးကိုနေပြီးချင်းမှလည်းမဟုတ် မပြီးအောင်နေပဲလို့ဦးမှာဟာတိတယ်ငါတို့ကတိတယ်နော်ဒီငွေရင်းဖြစ်တော့နေကဒါကြီးမပြီးသေးချင်ဘူးတက်လုံးနေခိုင်စားတော့တိကြတယ်အဲ့တော့မတိတယ်ငါပေးနေတာဆိုပြီးတော့ပေးနေကြအောင်ပေါ့ကွာ